ုတ်ကဲ့ဆိုတော့ Nobel ဆုကတော့လူသားအကျိုးပြုလုပ်ငန်းစဉ်တွေအတွက်အများကြီးအကျိုးပြုရယ်ဆိုတာကတော့ဟိုအကုန်လုံးလဲသိကြရယ်ပေါ့နော်ဆိုတော့ဒီအထဲမှာမှာ အာဒီ novel ဆူရတီထွင်ဟိုတီထွင်ဖန်တီးမှုတွေပေါ့နော်သူတေသနာလုပ်ငန်းစဉ်တွေကနေတီထွင်နိုင်ခဲ့တဲ့အရာတွေဆိုရင်ဘာတွေရှိမလဲနောက်တစ်ခုက novel ဆူဟာ1900ခုနှစ်ကနေအခုအချိန်အထိဒီလိုမျိုးအရေးပါတဲ့လူသားအကျိုးပြုဆုတစ်ခုအနေနဲ့တည်ရှိနေရခြင်းအကြောင်းရင်းဆိုရင်ရောဘာဖြစ်မလဲဒါလေးတစ်ချက်သိချင်ပါတယ်အာ novel ဆူရကနေပြန်ပြီးအကျိုးပြုစေတဲ့ကိစ္စတွေကတော့ လိုပဲစုရပြီးသွားတယ်ဥပမာငင်းချမ်းရေးစုဆိုပါတို့အဲပြောရအောင်မယ်ဒါခုနကမိခွန်းပါရဲ့ထပ်ဖြစ်ပြီးပြောတယ်လို့ပဲထားလိုက်ပါတော့လိုပဲငင်းချမ်းရေးပထမကဒီနိုဘယ်ဟာဒီဓာတုဗေဒရဲ့ယူပဗေဒရဲ့အာပြီးတော့ဒီအာစေဘက်ဆိုင်ရာရေးစာပေရဲ့လေးခုကိုပဲသူရည်ရွယ်ခဲ့တာလို့ပြောတယ်အဲ့ဒီငင်းချမ်းရေးတစုတိုးလာတာကတော့နိုဘယ်ကဟိုအိမ်ထောင်တော့မရှိခဲ့ဘူးဒါပေမဲ့ဒီ ရှေ့ဇာလန်တွေတော့နည်းနည်း romantic story တွေတော့နည်းနည်းရှိခဲ့တယ်လို့ပြောတယ်သူကလူပြောကြီးဆိုတော့သူ့ရဲ့ဥစ္စာတွေထဲမှာသူ့ရဲ့အဆက်တွေထဲမှာသူနဲ့အင်မတန်ရင်းနှီးတဲ့အမျိုးသမီးတွေထဲမှာတဦးကအဲ့ဒီညင်ချမ်းရေး peace activist ဒီညင်ချမ်းရေးအတွက်တက်ကြွလှုပ်ရှားတဲ့အမျိုးသမီးတယောက်ဖြစ်နေတယ်သူကသူ့ရဲ့တွန်းအားနဲ့အဲသူနဲ့စကားပြောတဲ့အထဲမှာ ဲမကြမကြသူအတွန်းခံရအပြောခံရတဲ့အနေအထားကြောင့်ဆိုပြီးတော့အများစုကတုံ့တက်တယ်ဒီလိုပဲငင်းချမ်းရေးစုဆိုတဲ့ဒီငင်းချမ်းရေးစုတစုကိုသူထက်သွင်းသွားတာဒီအဲမှာပါသွားတာပေါ့လေစုပေးမဲ့ category ရဲ့အဲမှာတစ်ခုပါသွားတာဒါသူ့ရဲ့အဲ့ဒီအာငင်းချမ်းရေးလုပ်ငန်းစဉ်အာလှုပ်ရှားသူငင်းချမ်းရေးတက်ကြွလှုပ်ရှားသူအာအမျိုးသမီးတယောက်သူ့ရဲ့တငယ်ချင်း ချစ်တငယ်ချင်းအမျိုးသမီးတယောက်ကြောင့်လို့အဲ့ဒီ category ဖြစ်လာတာလို့ပြောပါတယ်ဆိုတော့အဲ့လိုခုနကလို့ဒီဟုတ်ကဲ့ဒေါ်စုတို့လည်းညင်းဥစား Nobel ဆုရဘူးတယ်ပေါ့နော် Nobel ညင်းချမ်းရေးဆုရဘူးတယ်အာပြီးရင်ဥစားကိုလည်းဖတ်ဖူးသေးတယ်ဒီဒီအဲအဲ့ဒီဒေါ်စု Nobel ညင်းချမ်းရေးဆုရတဲ့နှစ်တုန်းက Nobel ဆုကိုပေးဖို့ စဉ်းစားဆုံးဖြတ်ကြတဲ့အခါအဲဒီ novel comedy အแทမှာစုပေးတဲ့ comedy တွေအแทမှာလူတွေဟာအချင်းချင်းညင်းကြတယ်အဲဒီဒီ pro တွေရှိတယ် con တွေရှိတယ်အဲအဲ့ဒီမှာဒီအပေါင်းအနှုတ်အဲ positive negative တွေနဲ့ဘောစားဖြစ်ပြီးတော့နောက်ဆုံးဒီမဲခွဲဆုံးဖြတ်ရတဲ့အနေအထားများတယ်ပေါ့လေအဲ့မဲ့ဒေါ်စုကိုရတဲ့နှစ်တုန်းကအကုန်လုံးတညီတညွတ်တည်းဆုံးဖြတ်တာရဲ့ဗျာ အဲအဲ့လိုလဲကျွန်တော်ဖတ်ဘူးကြားဘူးတာရှိတယ်ဒီအေးထားလိုက်ပါတော့ခုနကပြန်ပြောရင်အဓိကဒီအဲ့လိုငင်းချင်စုတွေပါတယ်ရပြီးတဲ့အခါဟိုထင်းသားမြင်သားပါပဲအဲ့လိုစုရပြီးသွားတဲ့အဲကမ္ဘာနိုင်ငံရေးဆိုင်ရာအာဒီ civics ဒေါင်းဆောင်တွေကကမ္ဘာမှာအင်မတန်အာကမ္ဘာအခင်းအကျင်းမှာကမ္ဘာနိုင်ငံရေးလောကမှာစံတမန်ရေးလောကမှာ ဒါအင်မတန်ဩဇာညောင်းတဲ့ဒါအနေထားတရက်ကိုရောက်သွားတာများပါတယ်အင်မတန်လူတွေကပို့ပြီးအလေးထားခြင်းကိုခံရတယ်ပို့ပြီးတော့ပို့ပြီး influence ဖြစ်တယ်ဩဇာညောင်းတယ်အဲ့လိုပဲသုတေသနလုပ်ငန်းတွေမှာလည်းပဲအာဒီဗနက်စလင်တို့လိုဒီတခြားဆေးဘက်ဆိုင်ရာအာပို့ပြီးတော့တိုးမြင့်လှုပ်ဆောင်လာနိုင်တာတွေဥပမာဒီ Nobel ဆုအပေးခံရတဲ့အတွက်ယာတာခံရတဲ့အတွက်ကိုပါဒီအချို့သော အစိုးရနဲ့တချို့သောဒီငွေကြေးထောက်ပံ့တဲ့အဖွဲ့တွေကဖွဲ့စည်းတွေကဒီဒီလုပ်ငန်းတွေဒီသုတေသနလုပ်ငန်းတွေအပေါ်မှာပို့ပြီးတော့ငွေကြေးထောက်ပံ့လာတာတွေအဲ့လိုအများကြီးရှိပါတယ်ဆိုဆိုတဲ့အခါကျတော့ဒါဟိုအကျိုးပြုပြီးရင်ရဲ့လုပ်ငန်းအပေါ်မှာထပ်ပြီးတော့အကျိုးပြုပြီးရင်လည်းပို့ပြီးတိုးတက်လာတဲ့သဘာဝအာရှိစေတာတော့အမှန်ပါပဲဒီ novel suit တမိုင်းနဲ့ novel suit အပေးခံရတဲ့အနေအထားနဲ့ပတ်သက်ပြီးတော့ဒါကောင်းပြီးရင်အကောင်ပေါ်လေဒါအဲ့လိုတော်တဲ့သဘောပါပဲဟုတ်ကဲ့နောက်ဆုံးအနေနဲ့ဆိုလို့ရှိရင် effort novel ရဲ့ဘွားကနေကျမတို့သင်ခန်းစာယူမယ်ဆိုရင်ဘလို့အကြောင်းအရာလေးတွေကိုသင်ခန်းစာယူလို့ရနိုင်ပါလဲအာဟုတ်ကဲ့သင်ခန်းစာကတော့ပထမသင်ခန်းစာကတော့ဒါ ဒီငငယ်တုန်းကကျမ်းမာရေးရှူရှာပြီးတော့အိမ်မှာဆရာဆရာမခေါ်တင်ရတဲ့ကလေးတယောက်ဟာအချိန်မှဒီလိုဖြစ်လာမယ်လို့လူတွေထင်ခဲ့မှာမဟုတ်တဲ့အနေအထားတရားပါပဲနိုဘယ်ရဲ့ဘဝကိုနိုင်ကိုကဆိုတော့နောက်တစ်ခါဒီအဲ့ဒီ Martian of Death သင်မင်းကုန်သေးလို့အခေါ်ခံရတဲ့အတွက်သင်စား ကျင်းကိုခံရတဲ့အတွက်အဲ့ဒါကိုပြောင်းပြန်လှန်ဖို့ကြိုးစားရင်းနဲ့အဲတစ်ချက်ကလူတွေကအဲ့လိုကိုမခံကျင်တဲ့စိတ်ပေါ်လေနောက်တစ်ခါဒီပြန်ပြီးတွေးဝေသွားစေတယ်စကလုံးတစ်လုံးတည်လကောင်းအဖြစ်အပျက်တစ်ခုတည်လကောင်းဘဝတစ်ခုကိုပြောင်းလဲသွားစေတယ်အဓိကကတော့အာအဲ့ဒီအဲ့အဲ့သင်ခန်းစာကိုဒီ Nobel နဲ့ Hawaii နဲ့ Nobel ဆုဖြစ်စဉ်အပေါ်မှာသွားတွေ့ရပါတယ်ဥပမာဒီဗုဒ္ဓမြတ်စွာဘုရားဖျားဖြစ်လာဖို့အတွက်ဒီ သူ့အိုသူတေသူနာယဟန်ဆိုတဲ့နမိတ်ကြီး၄ပါးကိုတရားထဲမှာသူမြင်တွေ့ခွင့်ရသွားတယ်တနေရာမှာအာအဲ့လိုမြင်တွေ့ရင်ကနေအဲဒီမှာဘုရားအဖြစ်ကိုရောက်ဖို့အတွက်သူ့ကိုလမ်းကြောင်းပေးလိုက်တဲ့အဲ့လိုအဖြစ်ကိုဘုရားအဖြစ်ကိုကြိုးစားဖို့ဘုရားဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ဒီစပြီးတော့ဖြစ်တည်မှုအဲ့လိုတွန်းအားကိုအဲ့ဒီမှာ ဖြစ်စေတယ်ဆိုတဲ့လူဘဝရဲ့ဖြစ်စဉ်တွေဟိုလောကကြီးရဲ့နိယာမသဘောတရားတရက်လိုပဲသွားတွေ့ရပါတယ်ဥပမာနယူတန်ကမ္ဘာဆွေအားကိုတည်ဖို့အတွက်စံသီးကြွေကြလာတာကိုမြင်လိုက်တာကနေအဲရတော့တဲ့အတိမျိုးအဲ့လိုအခုလည်းအဲ့လိုပြင်သစ်သတင်းစာတစ်စောင်ကတင်စားလိုက်တဲ့ death of martian ကသူဒီ novel ဆုကိုဖြစ်တည်လာခဲ့တယ်နောက်အကြောင်းတစ်ခုကသူကလူပြိုကြီးဆိုတော့သူ့မှာရှိတဲ့ပစ္စံအကုန်လုံးက အိမ်ထောင်လည်းမရှိဘူးနောက်မျိုးဆက်လည်းမရှိဘူးဆိုတော့အဲ့ဒီဟာလည်းအကြောင်းတစ်ချက်လို့ use ဟိုဟိုပြောလို့ရပါတယ်အဲနှုတ်မဟုတ်ရင်အကုန်လုံးကဒီလိုကစုံတရားလှူပြဖို့လှုပ်ပြဖို့အတွက်စဉ်းစားဖြစ်ရှင်မှာဖြစ်မယ်အနေအထားလို့ပဲပြောရမှာပါဆိုတော့နောက်တစ်ခါဒီထွေမှုတရရဲ့အကျိုးတရမှုနဲ့အာအဲ့ဒီရဲ့တာဝန်ကြီးလင်းမှုပေါ့ကိုတီထွင်လိုက်တဲ့လုပ်ငန်းအလုပ်တစ်ခုကကိုတီထွင်လိုက်တဲ့ဒီထွင်မှုတစ်ခုရဲ့ လောက်ဆက်တွဲပြီးအကျိုးတက်ရောက်မှုနဲ့အဲ့ဒီရဲ့တာဝန်ကြီးမှုဆိုတဲ့သဘာဝတွေကိုဒီ dynamic တည်ထွင်မှုတဲ့မှာအာတွားတွေ့ရပါတယ်သင်ခန်းစာနောက်တစ်ခုကတော့အာဟိုတခြားဟာတွေပြောရင်တော့ဒီ novel ကဘာသာစကားအများစွာအာကျွမ်းကျင်စွာတက်မြောက်တယ်ဆိုတော့ဘာဟုတ်တင်စနောက်တစ်ခါဒီဒီလက်မှုပညာအာတက်မြောက်တယ်ဒီနှုတ်ဒီဒီဒီသိပ္ပံပညာဒီ အာဒိုင်နမိုက်တီထွင်တဲ့ပညာကိုတက်မြောက်တယ်ဆိုတော့သိပင်စာပေါ့လေဒါဘာဟုတ်ပင်စာသိပင်စာအဲ့ဒါတွေအကုန်လုံးပါနေတာတွေ့တယ်ဆိုတော့နောက်ဆုံးခြုံပြီးပြောရင်တော့ဒီ Nobel ဆုပေးတပြီတော့ Nobel ဆုအခုလိုရေရှည်တည်တန်းတဲ့အဓိကအကြောင်းရင်းကတော့သူ့ရဲ့စိတ်စေတနာစွန်းအားနဲ့ပထမတစ်ချက်ကအချက်ကြီးနှစ်ချက်ကိုတွေ့ရပါတယ်ပထမတစ်ချက်ကသူ့ရဲ့စိတ်စေတနာစွန်းအားလူသားတွေအပေါ်မှာသူတည်ထင်တဲ့တည်ထင်မှုတစ်ခုကလူသားတွေကိုအကျိုးသက် ြုဖို့လူသားတွေခဲရင်ပင်ပန်းနေတဲ့အရာတွေကိုကျိုခွင်းပြီးတော့တက်တာအောင်လုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တည်ထွင်ခဲ့ပေမဲ့လူသားတွေအများစုကိုပြန်ပြီးတော့အချင်းချင်းတက်ဖြတ်ဖို့အတွက်တည်ထွင်တယ်လို့သွားဖြစ်ခဲ့တဲ့အပိုင်းမှာသူပြန်ပြီးတော့ဒီငင်းချမ်းစွာပြန်ပြီးတော့လှုပ်တယ်ဥပမာဒီအိန္ဒိယကအတောကပင်ရို့လို့ဒီလောကလုံးကိုအကုန်လုံး ချိုခွင်းသက်ဖြတ်ပြီးတော့တိုက်ပွဲကြီးတွေအလီလီအောင်ပြီးတော့နိုင်ငံအများစွာအပေါ်မှာဥဒိတော်ဧကရေအဖြစ်အဲ့လိုသန်းနဲ့ရှိတဲ့လူတွေကိုတပ်ပစ်တဲ့အပြီးမှာအဲ့ဒီမှာနိဂရောဒတာမဏေရဲ့တရားဝင်လာပြီးတော့ဗုဒ္ဓဘာသာဖြစ်ဝင်ဖြစ်လာပြီးတော့နောက်ဆုံးကိုတိုင်းကိုဌာနအဲ့ဒီမှာကမ္ဘာနေရာအတိတ်ကြီးကိုဗုဒ္ဓဘာသာပြန်ပွားအောင်ပြန်ပြီးလုပ်ခဲ့တယ်လို့မျိုးပဲဒီအယ်ဖရက်နိုပဲလဲအဲ့လိုဖြစ်တယ်အာသူ့ရဲ့အဲ့ဒီ လူသားတက်ဖြတ်မှုအကျိုးကိုလုတ်တလို့ဖြစ်သွားတည်ထွင်မှုကိုလုံးပြီးတလို့ဖြစ်သွားတဲ့အတွက်အဲ့ဒါကိုပြန်ပြီးတော့အကျိုးပြုလူသားအကျိုးပြုပြန်လုပ်မယ်ဆိုတဲ့အင်မတန်ကြီးမားတဲ့ရည်ရွယ်ချက်နဲ့အင်မတန်လေးနက်တဲ့ရည်ရွယ်ချက်အဲ့ဒီစိတ်စေတနာလူသားအကျိုးပြုစိတ်စေတနာတစ်ချက်ရဲ့ကြီးမားတဲ့စည်ရင်းစေတနာတစ်ချက်ရဲ့နောက်တစ်ခါဒုတိယအချက်ကတော့အဲ့ဒီဆွီဒင်တို့ရဲ့ဒီ စနစ်တကျနဲ့ဒီစွီဒင် Royal အဒီစွီဒင်ဘုရင်ကနေကြီးမှုပြီးတော့ဒီစွီဒင်တို့ရဲ့စနစ်တကျနဲ့ဒီငင်းချမ်းစော်နဲ့အလုတ်လုတ်တက်တဲ့တဘာဝနဲ့စနစ်တကျလုတ်တဲ့ဒီဒီဒီကောမဒီခွဲစည်းပြီးလုတ်တာဒီဒီအစင်အလာနှစ်ခုရဲ့ဒီအစင်အလာစွီဒင်တို့ရဲ့ဒီစွီဒင်ဆိုတာကနော်ဝေးတနိုင်ငံလုံးကိုတောင်ဒီဒီဒီ ဘယ်နဲ့တစ်ချက်မှမပြစ်ဘဲနဲ့ဒီစံတတောင်းမပြစ်မဖောက်ဘဲနဲ့ဒါလွတ်လပ်ရေးပေးတာအဲ့လိုနှလုံးသားလှတဲ့နိုင်ငံတွေလူမျိုးတွေပါဆိုတော့ဘလို့ပဲဖြစ်စီဒီအဓိကအကြောင်းရင်းကတော့ဒီတန်းစေရတဲ့အဓိကအကြောင်းရင်းကတော့စိတ်စေတနာစရင်စေတနာတောင်းမွန်နှောနာရဲ့နောက်တစ်ခါဒီကောမဒီရဲ့စနစ်တကျနဲ့အာချင်းချုပ်ချုပ်ကင်လှောက်ဆောင်လာရဲ့ဒီလိုအခြေအနေတွေကြောင့် ဒီကဘာလုံးကအလေးထားခံရအဓိကကတော့စေတနာပေါ့လေနံပါတ်1 point ကတော့စိတ်စင်းစေတနာအင်မတန်ကောင်းမွန်တဲ့လှပတဲ့လူသားဆန်လွန်တဲ့စိတ်ရင်းစေတနာနဲ့လုပ်ခဲ့တဲ့အတွက်လူသားဆန်တဲ့စူကြီးတရားအဖြစ်နဲ့ဒါကဘာတမိုင်းမှာအင်မတန်ဘုံယူစရာကောင်းတဲ့စုတရားအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်လို့ပြောကြလို့ပါတယ်ဟုတ်ကဲ့ကျေးဇူးပါ ဒီတစ်ပတ်နိုင်ငံတကာရေးရာကဏ္ဍကနေ Alfred Nobel နဲ့ပတ်သက်တဲ့ဗဟုသုတရစရာအကြောင်းအရာတွေကိုဆွေးနွေးတင်ဆက်ပေးကြတာပါဒီအစီအစဉ်ကိုလာစဉ်ပထမပတ်နဲ့တတိယပတ်အင်္ဂါနေ့မနက်9:00နာရီမှာထုတ်လွှင့်နေတာဖြစ်ပါတယ်စောင့်မျှော်ကြည့်ရှုအားပေးကြတဲ့နရီစရာပရိသတ်များကျမ်းမာရှင်လန်းကြပါစေရှင်